သားတို့သမီးတို့ရေတီချဲအခုသားတို့သမီးတို့ကိုပုံမြင်လေးပြောပြပေးမှာဖြစ်ပါရယ်ကွယ်ကဲတီချဲအခုပြောပြပေးမယ်ပုံမြင်လေးရဲ့နာမည်ကတော့ကျွန်တော်အမေလာခမညာတဲ့ကဲပုံမြင်လေးကိုတည်တည်ချာချာနားထောင်ကြည့်ကြနော်ကလေးတို့ရေ ဟိုးရှိရှိတုန်းကပေါ့ကွယ်တောအုပ်ကြီးတခုရဲ့မှာသစ်ပင်တွေကရိမ့်ထိုးပြီးအရွက်တွေကျွေကြအောင်လီရီတိုက်နေတဲ့ကွယ်အဲ့ဒီချိန်မှာပဲတောင်ကုန်းမြစ်တခုပေါ်ကသစ်ပင်ကြီးရဲ့အပေါ်မှာရှိနေတဲ့ငှက်တိုက်ခဲကနေပြီးတော့ဥကလေးတစ်လုံးကျလာပါတော့ရဲ့အဲ့ဒီဥလေးက တောင်ငုံပေါ်ကနေလိမ့်ဆင်းသွားတာပေါ့ကွယ်။အဲဒီကနေဆက်ပြီးတော့ဥကလေးဟာသစ်သုံးတကားကနေမြစ်ကိုကြော်ဖြတ်ပြီးလိမ့်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 နဲ့လိမ့်သွားတဲ့ကွယ်။ဥကလေးကမရက်ပဲမျက်ခင်းတွေကိုဖြတ်ပြီးလိမ့်သွားပြန်တဲ့ကလေးတို့ရဲ့ဒီလိုနဲ့ဥကလေးဟာမျက်ခင်းပြင်ကို ဖြတ်ပြီးတွင်းတစ်ခုနာ ရောက်တဲ့အခါမှာတော့တွင်းထဲကိုလိမ့်ဆင်းသွားပါတဲ့ကွယ်တွင်းထဲရောက်တဲ့အခါမှာဥကလေးဟာစမလိမ့်တော့ပဲယုံကလေးရဲ့ရှေ့မှာရက်သွားတဲ့ကွယ်အဖြေးဖြေးနဲ့ဥကလေးဟာအကွဲလာပြီးတော့ဥကလေးထဲကနေပြီးတော့ငှက်ပေါက်စလေးတကောင်ထွက်လာတဲ့ဟိုကြည့်ဒီကြည့်နဲ့ငှက်ပေါက်စလေးဟာယုံကလေးကိုမြင်တဲ့အခါ ကျွန်တော်မေးလားခမလို့မေးလိုက်ပါတယ်ကွအဲ့ဒီချိန်မှာပဲယုံကလေးကမင်းမေမဟုတ်ပါဘူးအပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းမေရှိတယ်လို့ပြန်ပြောလိုက်တယ်ကွငှက်ပေါက်စလေးကလည်းမြေပြင်ပေါ်ကိုရောက်တဲ့အခါမှာမျက်ခင်းထဲမှာသမင်လေးကိုသွားပြီးတော့တွေ့တယ်ကွအဲ့ဒီချိန်မှာသူက သမင်လေးကိုသွားပြီးတော့ ကျွန်တော်မေးလားခမလို့မေးပြန်တယ်ကွယ်အဲ့ခါမှာပဲတမင်လေးကမင်းအမေမဟုတ်ပါဘူးဆက်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိပါတယ်လို့ပြောလိုက်တယ်ကွယ်ငါပေါ့စလေးလဲဆက်ပြီးတော့သွားလိုက်တာတစ်တုံးတရားလေးရှိတဲ့မြင့်နာကိုရောက်လာတယ်ကွယ်အဲ့ဒီနားမှာလေကလေးတကောင်ကိုတွေ့တော့ ကျွန်တော်အမေလားခမညာလို့မေးလိုက်တဲ့ကွယ်အဲ့ခါမှာပဲလက်ကလေးကမင်းမေမဟုတ်ပါဘူးမြစ်ကိုကြော်ဖြတ်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်ဆိုပြီးပြောလိုက်တဲ့ကွယ်အဲ့ဒါနဲ့ငါပေါ့စာလေးလဲမြစ်ကိုကြော်ဖြတ်လိုက်တဲ့အခါမှာမြောက်ကလေးတကောင်ကိုတွေ့တဲ့တွေ့သွားရဲ့မြောက်ကလေးကို ကျွန်တော်မေလာခင်ဗျာလို့မေးလိုက်ပြန်တယ်ကလေးတို့ကြီးအဲ့ဒီခါမှာမြောက်ကလေးကပြန်ပြီးတော့မင်းမေမဟုတ်ပါဘူးဆက်ပြီးတက်သွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့တောင်ငုံဘော်ကိုလမ်းညွန်ပြီးပြတာလိုက်တဲ့ကွယ်အေးဒါနဲ့ငါပေါ့စာလေးလဲတောင်ကုန်းဘော်ကိုဆက်ပြီးတက်သွားတဲ့ကွယ်တောင်ကုန်းဘော်က တစ်ပင်ကြီးနားမှာရှင်ကလေးကိုတွေ့သွားတဲ့ခါမှာတော့ကျွန်တော်အမေလားခင်ဗျာလို့မေးပြန်တဲ့ကွယ်အဲ့ဒီခါမှာရှင်ကလေးကလည်းမေးမေမဟုတ်ပါဘူးခဲ့အပေါ်ကိုတက်သွားလိုက်ပါအဲ့ဒီမှာမေးအမေရှိပါတယ်လို့ပြောလိုက်တဲ့ကွယ်ငါပေါ့ဆာလေးကတစ်ပင်ပေါ်ကို မော့ကြည့်လိုက်ပြီးအပေါ်ကိုစက်မတက်နိုင်တော့ဘူး တတ်ဖို့တိတ်ခတ်တယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ရှင်ကလေးကမပူပါနဲ့၊ကုညီပေးပါမယ်ဆိုပြီးတော့သူ့ရဲ့ကြောပေါ်ကိုတင်ပြီးတစ်ပင်ပေါ်ကိုတတ်သွားကြတဲ့ကွယ်တစ်ပင်ပေါ်ရောက်တဲ့အခါမှာအပိုက်ထဲမှာငှက်မကြီးနဲ့ငှက်ပေါက်စလေးတစ်ကောင်ကိုတွေ့တတ်တယ်။အဲဒီချိန်မှာကျွန်တော်မေးလားခင်ဗျာလို့မေးလိုက်တဲ့ကွယ်အဲ့ဒါနဲ့ငှက်မကြီးက ဟုတ်ပါတယ်မင်းရဲ့အမေပါဒီမှာမင်းရဲ့အမပါလို့ဝမ်းသာအားရနဲ့ပြောလိုက်တဲ့ကွယ်ငှက်အမေကအစာရှာကပြန်လာတဲ့ငှက်ဖေကြီးကိုဟိုမှာကြည်စမ်းအဲ့ဒါမင်းရဲ့အဖေပါမင်းကိုရှာနေတာအခုမင်းအိမ်ပြန်ရောက်လို့အားလုံးကပျော်နေကြတယ်လို့ပြောလိုက်တဲ့ကွယ်ကဲကလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ် ဒီပုံပြင်လေးကို နားထောင်ပြီးသားတို့သမီးတို့ဘာလေးတွေသိရှိသွားကြကလေးကွယ်ဟုတ်ပါတယ်ဒီထဲမှာပါတဲ့တရိษံလေးတွေရဲ့နာမည်လေးတွေကိုသိသွားကြမှာဖြစ်ပါတယ်ကွယ်အဲဒီတော့သားတို့သမီးတို့လည်းပုံပြင်လေးကိုနားထောင်ပြီးစိတ်ထဲမှာကြည်နူးမှုတွေရရှိမယ်လို့တီချေမျှော်လင့်ပါတယ်ကလေးတို့ကြီး